ဒီနေ့ဒီလိုင်ကူကျိုးမှာရှိတဲ့အပင်လေးတွေပေါ့သဘာဝလည်းပေါက်နေတဲ့အပင်တမျိုးနဲ့တမျိုးမတူဘူးအဲ့ဒါလေးတွေကိုလိုက်ပြတယ်ဒီရဲ့ကမ်းခြေမှာရှိတဲ့အပင်လေးတွေပေါ့ဒီပင်လေးတွေကလေဒါကအခုမိုးရင်းဆိုလို့ရှိရင်မိုးတွေကြီးရဲ့ဖလေတွေတအားတိုက်တယ်ပေါ့နော်အဲ့ဒီဟာတွေကိုကောက်ွက်ပေးထားတာပေါ့ဒီပင်လေးကဒီရဲ့ကမ်းခြေမှာလေပြီးတော့ဒီဒီရဲ့ကျုံးပေါ်မှာရှိတဲ့ မြေကြီးတွေလေတဲတောင်တွေဟိုဒီလိုမပါပါအောင်ဆိုပြီးသူအမြင့်တွေကမြင့်တွေကအပင်ဒီအပင်တွေကတမိုးရှိရပါတော့အဲ့ဒီအမြင့်တွေကအဲ့လိုဟိုသူတို့ထိန်းထားပြလို့ပေါ့ဒီအပင်မရှိဆိုရင်ခြေတွေကဒလဟောပဲအများကြီးမြေတွေပူကြနိုင်တယ်ဒီအပင်တွေရှိရအတွက်ဒါတမိုးအရင်ရှိတဲ့အပင်တွေပေါ့လေဒါကျုံးပေါ်မှာရှိတဲ့အပင်ဒီလိုမျိုးတစ်ပင်မှာဒီလိုမျိုးဖြစ်နေတဲ့ဟာကြီးရလေဒါ ပင်လေရေပေါ့ရေတက်တာအချိန်ရေတိုက်စားပြီးတော့မှဒါမျိုးလေးချောပြီးကြံခဲ့တာပေါ့ငါချီချောချောလေးပဲချောပြီးကြံခဲ့တာဒါရေတက်တဲ့အချိန်ကြောက်ရှင်နေသူကဒီတော့ဒီထိတက်တာနော်ခုပေါ့ လည်းလှတယ်တမျိုးလေးလှတယ်ဟုတ်လားသူကတော့ပင်နဲ့နနက်ပေါ့ပင်နဲ့နနက်ပေါ့ဟာသူ့ရဲ့ပါတော့လားသူ့ပါတယ်မကြည့်အရင်ဆိုတော့လေအရင်ဆိုတော့စူးလေးပါတယ်ဒါပေမဲ့လှတယ်ကျုံးကိုသူကတမျိုးလေးအလှဆင်ထားတယ်မျိုးလေးဖြစ်တာပေါ့နော်သူကအချို့တချို့ကျုံးတယ်မှာဆိုတာအမြင်ပေါက်တယ်ဘယ်အမြင်ပေါက်တယ်ဘုဘမှာရှိတည်းရဲ့အတီးလေးတွေပြမယ်နော်အတီးလေးတွေတီးနေတဲ့အပင်ရှိတယ်မနာဒီမှာ ပင်လေနက်နက်လို့ခေါ်ပါလေသူမိန်ညီသွားတာလားတလုံးလုံးရှင်တလုံးလုံးညီသွားလားอืมတလုံးလုံးညီသွားတယ်တဲ့မဲလို့ရှင်စားလို့တော့မရအောင်မတော့ဘူးစားလို့မရအောင်အလှပဲ ဲ့အပင်လေးတွေကလေအာကျွန်းပေါ်မှာပေါက်တဲ့အပင်ပေါ့ကျွန်းပေါ်မှာဆိုတော့ပင်စားငိုင်ကြီးခံနိုင်တယ်တော့ကိုစားငိုင်ကြီးခံနိုင်တယ်အဲ့တော့ကိုရကျတော့အပင်လေးတွေကိုရွှေ့ပြီးတော့မှဒီမှာတနည်းအားဖြင့်ဖြစ်အောင်ဆိုက်ထားတာအပင်လေးတွေကပင်လို white ဒီဥစားကတော့စလုံးရိုးရရိုးရလေပေါ့စလုံးရိုးရလေလေးဒါကတော့အဟောင်း ါတော့အဟောင်းသူတို့မတုံးအတုံးမပြူတော့တဲ့ဟာပေါ့နော်အဲ့ဒါကိုဒီကျုံးပေါ်မှာလာနေတဲ့ဧည့်သည်လေးတွေရိုးရာရိုးရာဖလီလေးကိုကြည့်လို့ရအောင်ဒီကူမှာဒီမှာရွှေ့ထားတာပေါ့နော်တော်တော်တော့ဟောင်းနေပြီလားမထာအိုက်ကီဝီလေးဆိုလို့ရှိရတယ်လာစီဒီဒီ ျုံးမှာအဓိကအားတာချက်ကအပင်လေးပေါ့နော်ဒါကတော့ကိုစိုက်ထားတာမဟုတ်ပါဘူးငါကိုကျုံးမှာရှိနေတဲ့တဘာဝအလေးကပေါက်နေတဲ့အပင်ပေါ့လေဒီကိုရီလင်မယားနှစ်ယောက်စလုံးကကျတော့လေအပင်ရန်ချစ်တဲ့ခါကျတော့အသက်နိုင်တော့အပင်ကိုမခုတ်ဘူးအဲ့တော့ဘာလေးတွေအားတာချက်ရှိတယ်ဆိုတော့ခုဆိုလို့ရှိရင်ငှက်တန်လေးတွေကြားရတယ်ပေါ့နော်ဒါကမနဲ့ကောနေ့ရောညရောပုံအများနဲ့ကြားနေရသူတို့အတွက်ဒီအပင်လေးတွေကအိမ်လိုဖြစ်နေတဲ့ခါကျတော့တဘာဝ အတိုင်းနေလို့ရတာပေါ့နော်အဲ့တော့ညက်တန်လေးနဲ့နေလို့ရမယ်ပြလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီဘက်ကိုကျောက်လိုက်တာနဲ့ဒါကန်းချေပဲကန်းချေပဲဆိုတော့ line ပုတ်တဲ့အတန်လေးကြီးရောဆိုတော့ဒါတဘာဝနဲ့အနီးဆက်ဆုံးပေါ့လေတဘာဝနဲ့အနီးဆက်ဆုံးနေရတယ်လို့ဖြစ်နေတယ်ဆိုတော့ဒီကျွန်းလေးကိုအရန်ကြိုက်တယ်နေခင်းဆိုလို့ရှိရင်လည်းပဲဒါနေမပူဘူးပေါ့နော်နေမပူဘူးဆိုလို့ရှိရင်အဲဘယ်လိုပေါ့လျှောက်သွားနေလို့ရတာပေါ့နေပြီးတော့သွားကြမလို့အပင်အရိပ်တွေရှိတယ် ူသေးတဲ့အခန်းလေးတွေပေါ့ဘန်ဂလိုလေးတွေပေါ့ဒီဘန်ဂလိုလေးတွေဆိုလို့ရှိရင်လည်းဒီအရှိမအပင်လေးတွေအများကြီးအုပ်ထားတဲ့ခါကျတော့တီးတက်လို့တော့ဖြစ်နေရပါတော့เนาะဒါပေမဲ့ဘန်ဂလိုနဲ့ကန်းချိန်တွေကလည်းနီးနီးလေးပါပဲဒီကနေလမ်းလျှောက်လိုက်တာနဲ့ကန်းချိန်ကိုရောက်ပြီးအဲအပင်လေးတွေကတော့တမင်ခါထားတာပေါ့เนาะအပင်ဒီအပင်လေးတွေရှိရတဲ့အတွက်ကြောင့်အခန်းထဲမှာလည်းအဲတော်ရုံတော်ရုံနေမပူနေထိုးရင်လည်းမပူဘူးပေါ့เนาะအခန်းထဲမှာဝင်လိုက်တာနဲ့အေးအေးလေးဖြစ်အောင်ဆိုပြီးတော့မှာအပင်လေးတွေကစားထားပြီးရ ရန်ကြိုက်ဒါကတော့ချောက်ကလေးတွေခင်းပြီးတော့ရှောက်လန်းလေးလုပ်ထားပါအဲရှောက်လန်းရဲ့တစ်ဖက်တစ်ဖက်ချက်မှာဒီပင်လေးတွေထည့်ထားပေးရတယ်ပင်လေးထည့်ရတယ်လဲရှောက်ပြီးရဒီပင်လေး ဒီကအပွင့်လေးဒီလိုလေးဒီလိုလေးပွင့်တော့ဒါမွေးရတယ်လားသူ့အနံ့လေးကမွေးနေရပဲဟိုဟာတယ်ညမွေးပန်းတော့တော့မွေးပေါ့နော်ဒါပေမဲ့သူကမိခင်နေခင်လည်းအနံ့မွေးရယ်ဟင်းမမွေးလေးပဲသူ့အနံ့အရင်မအီဘူးသူ့အနံ့လေးကဒါပြောပင်လေးလေးကားပင်ရှိရဲ့ကျိုးပေါ်မှာကားပင် 这边的原在这里越，那过去现在都拉了的原在。